2025ခုနှစ်မတ်လ31ရက်နေ့ကနေဧပြီလ6ရက်နေ့အထိမိုးလေဝသအခြေအနေများကိုတင်ဆက်ပေးပါမယ်။ယခုတစ်ပတ်အတွင်း၄ရက်၅ရက်6ရက်နေ့များတွင် ကပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့မှလေပြင်းအားနှင့်ရဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်ပါသည်။မိုးလေဝသဖြစ်စဉ်များအနေနဲ့ဒေသအလိုက်နေပူချိန်များတိုးလာနိုင်တာကြောင့်မွန်လွယ်ပိုင်းညနေပိုင်းအချိန်များတွင်လေပြင်းများတိုက်ခတ်ခြင်းမိုးတိမ်တောင်းများဖြစ်ပေါ်တတ်ခြင်းနေရာကွက်၏မိုးကြီးခြင်းမိုးသီးများကြွေကြခြင်း လျက်စီးလက်ချင်းနဲ့မိုးချိုးပစ်ချင်းစတဲ့ဘေးအန္တရာယ်များဖြစ်ပေါ်နိုင်တာကြောင့်ပုံမူဂယူစိုက်ကြရန်လိုအပ်ပါတယ်။မိုးအခြေအနေမှာတော့မြန်မာနိုင်ငံအောက်ပိုင်းဒေသများ၌နေရာအနှံ့ပြားမိုးထချုံရွာနိုင်ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။နေပူချိန်များမှာမြန်မာနိုင်ငံဒေသအချို့၌အပူချိန်များပြန်လည်လျော့ကျလာနိုင်ပါတယ်။နေ့လိုက်တစ်ပတ်စာမိုးလေဝသအခြေအနေများကိုဆက်လက်တင်ပြသွားပါမယ်။ မတ်လ31ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပ်ပလီပင်လယ်ပြင်မှာတိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပြီးဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာတိမ်အထင်အင့်ဖြစ်ထွန်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့ရခိုင်ကန်ယူတန်းမြို့ပကျွန်းပေါ်ဒေသများနဲ့မုဒ္ဒမခွေးရုဘတ်မှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနည်းငယ်မှလှိုင်းအထင်အင့်ရှိနိုင်ပါတယ်။ တနင်္သာရီကံယူရန်ဘက်မှာတော့လေဟာအရှိအရှိမြောက်ဘက်ကနေတနာယီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်မှာလှိုင်းအတင်းတင်ရှိနိုင်ပါတယ်။မိုးအခြေအနေမှာတော့တနင်္သာရီတိုင်းဒေသကြီးမှာနေရာကျဲကျဲမိုးတချုံရွာနိုင်ပြီးကချင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှာတော့နေရာကွက်ကြားမိုးတချုံရွာနိုင်ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့ဘက်မှာအများအားဖြင့်တာယာနိုင်ပါတယ်။နေပူချိန်များမှာမြန်မာနိုင်ငံဒေသအချို့၌အပူချိန်များပြန်လည်ရော့ကျလာနိုင်ပါသည်။ ညူအခြေအနေမှာတော့စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ဂရင်းပြည်နယ်တို့ဘက်မှနက်နက်ပိုင်းမြူများထူထပ်စွာကြာဆင်းနိုင်ပါတယ်။ဧပြီလ၁ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်မှာတိမ်အထင်တင့်မှတိမ်ထူထပ်နိုင်ပြီးဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာတိမ်အထင်တင့်ဖြစ်ထွန်းနိုင်ပါတယ်။ ပင်လယ်ပြင်အခြေအနေမှာတော့ရခိုင်ကမ်းရိုးတန်းနဲ့မြဝချွန်းပေါ်ဒေသလူပတ်မှာလေဟာအနောက်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနည်းငယ်မှလှိုင်းအသင့်တင်ရှိနိုင်ပါတယ်။တနင်္သာရီကမ်းရိုးတန်းနဲ့မုဒမခွေးလူပတ်မှာလေဟာအရှိဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနည်းငယ်မှလှိုင်းအသင့်တင်ရှိနိုင်ပါတယ်။မိုးအခြေအနေမှာတော့တနင်္သာရီတိုင်းဒေသကြီးဘက်မှာနေရာကျကျမိုးတချို့ရွာနိုင်ပြီး ARD တိုင်းဒေသကြီးကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှနေရာကွက်ကြားမိုးတချုံရွာနိုင်ပါတယ်။စကိုင်းတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်ဘက်မှတိမ်အထင်အထင်ဖြစ်ထွန်းနိုင်ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့ဘက်မှအများအားဖြင့်တာယာနိုင်ပါတယ်။နေအပူချိန်များမှာမြန်မာနိုင်ငံဒေသအချို့၌အပူချိန်များပြန်လည်လျော့ကျနိုင်ပါတယ်။ ညူချင်းလေးမှာတော့မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ချင်းပြည်နယ်နဲ့ကရင်ပြည်နယ်တို့ဘက်မှာနက်နက်ပိုင်းညူများထူထပ်စွာကျဆင်းနိုင်ပါတယ်။ဧပြီလ၂ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ဘက်မှာတိမ်အထင်းထင်းမှတိမ်ထူထပ်နိုင်ပြီးကြံဘင်္ဂလားပင်လယ်အော်မှာတိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့ရခိုင်ကန်ယူရန်မြို့ပေါ်ကျွန်းပေါ်ဒေသများနဲ့မုတ်တမခွေးတို့ဘက်မှာလေဟာအနောက်အနောက်မြောက်ဘက်ကနေ တနအီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်မှာလှိုင်းအသင်တင်ရှိနိုင်ပါတယ်။တနင်္သာရီကမ်းရိုးတန်းဘက်မှာတော့လေဟာအရှိဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်မှာလှိုင်းအသင်တင်ရှိနိုင်ပါတယ်။မိုးအချိန်ဒီမှာတော့တနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှာနေရာကျဲကျဲမိုးတစ်ချုံရွာနိုင်ပြီးကချင်ပြည်နယ်ဘက်မှာတော့နေရာကွက်ကြားမိုးတစ်ချုံရွာနိုင်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး AR တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တို့ဘက်မှာတော့တိမ်အထင်အင့်ဖြစ်ထွန်းနိုင်ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့ဘက်မှာအများအားဖြင့်တာယာနိုင်ပါတယ်။နေပူချိန်များမှာမြန်မာနိုင်ငံဒေသအချို့၌အပူချိန်များပြန်လည်ရော့ကျနိုင်ပါတယ်။မြူးချိန်တွေမှာတော့စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့ဘက်မှာနံနက်ပိုင်းမြူးများထူထပ်စွာကျဆင်းနိုင်ပါတယ်။ ဧပြီလ3ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ဘက်မှာတိမ်အထင်တက်မှတိမ်ထူတက်နိုင်ပြီးကြံဘင်္ဂလားပင်လယ်အော်မှာတိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့ရခိုင်ကမ်းရိုးတန်းနဲ့မြို့ပေါ်ကျွန်းပေါ်ဒေသတို့ဘက်မှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအနည်းငယ်မှလိုင်းအထင်တင်ရှိနိုင်ပါတယ်။ တနင်္သာရီကံယူရန်နဲ့မုတ်တမခွေရုဘက်မှလေဟာအရှိတ်ဘက်ကနေတနာရီကိုဇယ်မိုင်ကနေမိုင်20ခန့်တိုက်ခတ်နိုင်ပြီးလိုင်းနှင်းငယ်မှလိုင်းအသင်တင်ရှိနိုင်ပါတယ်။မိုးအခြေအနေမှာတော့တနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှနေရာကျဲကျဲမိုးတချုံရွာနိုင်ပြီးရန်ကုန်တိုင်းဒေသကြီး AR တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကချင်ပြည်နယ်ရှမ်းပြည်နယ်နဲ့ကရင်ပြည်နယ်တို့ဘက်မှနေရာကွက်ကြားမိုးတချုံရွာနိုင်ပါတယ်။ စကိုင်းတိုင်းဒေသကြီးမှာတော့တိမ်အထင်းထင်းဖြစ်ထွန်းနိုင်ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့ဘက်မှာအများအားဖြင့်တာယာနိုင်ပါတယ်။နေပူချိန်များမှာမြန်မာနိုင်ငံဒေသအချို့၌ပူချိန်များပြန်လည်ရော့ချနိုင်ပါတယ်။မြူးချိန်တွေမှာတော့စကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့ဘက်မှာနံနက်ပိုင်းမြူးများထူထပ်စွာကျဆင်းနိုင်ပါတယ်။ဧပြီလ၄ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ဘက်မှာတိမ်အထင်းတက်မှတိမ်ထူတက်နိုင်ပြီ ကြံဘင်္ဂလားပင်လယ်အော်မှာတိမ်အနေငယ်ဖြစ်ထွန်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့ရခိုင်ကမ်းရိုးတန်းနဲ့မြို့ဝကျွန်းပေါ်ဒေသတို့ဘက်မှလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်မှာလှိုင်းအထင်တင်ရှိနိုင်ပါတယ်။တနင်္သာရီကမ်းရိုးတန်းနဲ့ဗုဒ္ဓမခွေးတို့ဘက်မှလေဟာအရှိဘက်ကနေတနအီကို10မိုင်ကနေမိုင်20ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်မှာလှိုင်းအထင်တင်ရှိနိုင်ပါတယ်။ မိုးအခြေအနေမှာတော့ရန်ကုန်တိုင်းဒေသကြီး AR တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်နီပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှနေရာကျကျမိုးတချုံရွာနိုင်ပြီးကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့ဘက်မှနေရာကွက်ကြားမိုးတချုံရွာနိုင်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့ဘက်မှအများအားဖြင့်တာယာနိုင်ပါတယ်။နေအပူချိန်များမှာမြန်မာနိုင်ငံဒေသအချို့၌အပူချိန်များပြန်လည်လျော့ကျနိုင်ပါတယ်။မြူးအခြေအနေမှာတော့ မြန်မာနိုင်ငံတဝန်းလုံးတွင်မြူးများကျဆင်းမှုရော့ကျနိုင်ပါတယ်။ဧပြီလ9ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းဘက်မှာတိမ်အထင်တက်မှတိမ်ထူတတ်နိုင်ပြီးကြံဘင်္ဂလားပင်လယ်အော်မှာတိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့ရခိုင်ကမ်းရိုးတန်းနဲ့မြဝချုံးပေါ်ဒေသဘက်မှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနည်းငယ်မှလှိုင်းအထင်တင်ရှိနိုင်ပါတယ်။ တနင်္သာရီကမ်းရိုးတန်းနဲ့မိုးတမောက်ခွေးတို့ဘက်မှလေဟာအရှိအရှိမြောက်ဘက်ကနေတနင်္သာရီကိုဆယ်မိုင်ကနေမိုင်20ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်မှလှိုင်းအထင်တင်ရှိနိုင်ပါတယ်။မိုးအခြေအနေမှာတော့ရန်ကုန်တိုင်းဒေသကြီး၊ AR တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှနေရာအနှံ့ပြားမိုးတစ်ချုံရွာနိုင်ပြီး စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့ဘက်မှနေရာကွက်ကြားမိုးတိုက်ချုံရွာနိုင်ပါတယ်။နေအပူချိန်များမှာမြန်မာနိုင်ငံဒေသအချို့၌အပူချိန်များပြန်လည်ရော့ကျနိုင်ပါတယ်။မြူးချိန်တွေမှာတော့မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင်မြူးကျဆင်းမှုရော့ကျနိုင်ပါတယ်။ဧပြီလ6ရက်နေ့အတွက်မိုးလေဝသကမ်းမန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းဘက်မှာ တိမ်အသင့်တက်မှတိမ်ထူတက်နိုင်ပြီးကြံဘင်္ဂလားပင်လယ်အော်မှာတိမ်အနေငယ်ဖြစ်ထွန်းနိုင်ပါတယ်ပင်လယ်ပြင်အခြေအနေမှာတော့ရခိုင်ကမ်းရိုးတန်းနဲ့မြဝချုံးပေါ်ဒေသတို့ဘက်မှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းနေငယ်မှာလှိုင်းအသင့်တင်ရှိနိုင်ပါတယ်တနင်္သာရီကမ်းရိုးတန်းနဲ့မုတ်တမခွေးလိုဘက်မှာလေဟာအရှိအရှိမြောက်ဘက်ကနေတနအီကို10မိုင်ကနေမိုင်20ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းနေငယ်မှာလှိုင်းအသင့်တင်ရှိနိုင်ပါတယ် မိုးအခြေအနေမှာတော့မြန်မာနိုင်ငံတဝန်းလုံးတွင်နေရာအနှံ့ပြမိုးတချုံရွာနိုင်ပါတယ်။နေပူချိန်များမှာမြန်မာနိုင်ငံတဝန်းလုံးတွင်အပူချိန်များရော့ချနိုင်ပါတယ်။မြူအခြေအနေမှာတော့မြန်မာနိုင်ငံတဝန်းလုံးတွင်မြူကြဆင်းမှုရော့ချနိုင်ပါတယ်ခင်ဗျာ။